这呢？奶奶老家嘞。年年 အဲကြည့်လို့ရှိရင်ဇက်ရည်မလဲဘူးဖြစ်နေရမနေ့ကမှကျွန်တော်ကလေးစေးကမ်းမှာဆောင်းရင်းနဲ့ကားထဲမှာကြည့်တာတန်တာကလေငါအဖေမရှိဘူးတဲ့နင်တို့ကတဲ့အုပ်စုဖွဲ့ပြီးရောတဲ့ငါ့ကိုလုံလုံတာပေါ့နော်အဲ့အချိန်မှာသူငိုတဲ့အချိန်မှာကျွန်တော်ကလည်းကျွန်တော်နဲ့တူတူထပ်တူမျက်ရည်ကြာကျွန်တော်လည်းမျက်ရည်ကြာသိလားငိုတာပေါ့နော်အဖေမရှိဘူးဆိုတဲ့ဟာကိုလေသူကအဲ့လိုလေးပြောလိုက်တော့အချိန်မှာကျွန်တော်တော်တော်လေးကိုမျက်ရည်ကြာတယ်ကိုချင်းစာမိတာပေါ့နော်အဲ့တန်တာလိုမျိုးမင်းကလေးတွေကအာကမင်းကလေးလို့ခေါ်တယ်ကျွန်တော်ကတကယ်ကိုချီးကျူးတယ်အဲ့သူက အဲ့လိုထုတ်လို့သူကြီးတောင်မှတက်ဖိုက်နိုင်တာနော်ချို့ဆိုလို့ရှိရင်ထုတ်လို့သူလိုလူမျိုးလဲမြန်မာပြည်မှာအများကြီးရှိတယ်။သူကလူတိချင်းကြမို့လို့ဒါအဲ့လိုမျိုးထည့်ပြီးတော့လူတွေကမတိကြတာပေါ့နော်။တန်တာလိုမိန်းကလေးကအများကြီးလိုအပ်တယ်။သူကပြောရဲဆိုရဲရှိရပြောပလိုက်တာအချက်ကွဲမှကြောက်လို့ဆိုပြီးတော့မပြောကြအောင်တချို့ကြမျိုးတိတ်ထားကြတာပေါ့မိန်းကလေးတွေကကိုယ့်ရဲ့ဂုံတိတ်ခါနဲ့အချက်နဲ့မဆိုပြီးတော့ပြောမပြောပဲနေကြတော့ဒီလိုထုတ်လို့သူလူယောက်ျားမျိုးတွေကပိုးပို့ပြီးတော့စိုးလာတာပေါ့ဗျာ။သူတို့ကတော့ပတ်စံရှိရလေပတ်စံရှိရော လုတ်ချင်တာလုတ်လို့ရတယ်ပေါ့ခုခေတ်ကတော့ပတ်စံစီတိုင်းလုတ်ချင်တာလုတ်လို့တော့မရဘူးအဲ့တော့အကြီးညိုတရားကတော့ပြတ်သွားတာပေါ့ဗျာအဲ့ထိုးလို့သူကြီးမိများချင်းဝလုံးကားဆိုတာကတော့အကုန်လုံးကတိသွားကြပြီမြင်သွားကြပြီဟုတ်တယ်မလားအ ਨੇ ဆုံးတော့သူတို့ရဲ့ပတ်စံစီရဲ့အတိုင်းဝိုင်းကလူတွေက သူတို့ရဲ့တတမီနူးနူးတွတ်တွတ်ကလေးနဲ့ဘယ်စိတ်ချတော့မအောင်သူ့ကိုကြည့်နေနှာဘူးကြီးဆိုပြီးကြည့်နေပြီလေအချက်ကွဲမှာဆိုပြီးတော့မပြောဘဲနေကြလို့ဒါလေအချက်ကတော့ကိုယ်ကွဲသူကွဲပဲဟိခုခေတ်ကြီးကယောက်ျားလေးတွေကလေကားသုံးတစ်စင်ယောက်ျားလူမျိုးဖြစ်တယ်လို့မျိုးပဲမိန်းကလေးတွေကလည်းရေဆေးလိုက်ရင် ပြောင်းသွားတဲ့ခေတ်ဖြစ်သွားပြီဟုတ်တယ်မလားအဲ့တော့ကြတော့သူကွဲကိုယ်ကွဲပဲအဲ့လိုပဲပြောပလိုက်တာကောင်းတယ် တိလားနမုတ်ရှင်ငါတို့တောင်တိရမှာမဟုတ်ဘူးခုတနိုင်ငံလုံးတိသွားပြီလေသူ့ကိုမြင်များသူ့ကိုဝလုံးကားကြီးလိုပဲတိသွားပြီဟုတ်တယ်မလားဝလုံးကားတိလိုက်တာနဲ့သူ့ကိုအကြီးညိုပြက်သွားပြီသူဘလောက်ချမ်းသာချမ်းသာဘလို့ပဲငွေနဲ့ဖိဖိဟုတ်တယ်မလားထွန်းထွန်းလိုလူမျိုးကတော့ပေါ့ဗျာအခုတော့ကျွန်တော်တို့မကြိုက်တော့ဘူးကျွန်တော်သမီးဆိုရင်ထွန်းထွန်းအသေးဆွဲရယ်မဲထွန်းထွန်းထင်ဟွာနဲ့မှအိုင်ကွာကြည့်ရနေပြီးတော့ထွန်းထွန်းတက်ချင်းဗီဒီယိုဖွင့်ပြမှာထမင်းခုံးငယ်ရတာကျွန်တော်သမီးကြီးဆိုတအားကြိုက်တာထွန်းထွန်းဘာလို့သေးလဲဆိုအဲ့ဘာလို့သေးလဲငွေမျက်နှာလိုက်တောင်းတာ တိလားအခုမှသူတို့မျိုးမျိုးပေါ့နော်ပြောဟိုအကြောင်းပြချက်တွေနဲ့ပြောနေလဲပြီးသွားပြီတိလားတကယ်တမ်းတော့ချက်ချင်းကြီးသွတ်လိုက်တာငွေမျက်နှာလိုက်တာဟဲ့သမီးဟောအေးတော်တော်တော်တယ်အာကမင်းကလေးပဲမင်းသမီးလေးကိုကိုဘွားအတွက်တိုးတက်ရတိုးတက်ကြောင်းပဲရှေ့ဆက်ပြီးတော့ ရှေ့ဆက်သွားလိုက်တော့အတောက်ပဆုံးပဲနေပြလိုက်တော့ဟုတ်တယ်မလားဒီလိုလူမျိုးတွေကရှိကိုရှိနေအောင်မှာအဲ့လိုလူမျိုးတွေကိုရှောင်နိုင်ဖို့ပဲအရေးကြီးတယ်တိလားသူတို့ကတော့ငွေနဲ့ဖုံးမှာပေါ့နော်သူတို့သူတို့အလူလူကျွန်တော်တို့ကကျွန်တော်တို့စီရကြတော့လေတိတ်မပြောရဲကြဘူးပတ်စံရှိရင်လမ်းတွေနှုတ်ဆက်တယ်ရင်ထဲမှာပဲထားတယ်အချီညိုကတော့ပြက်သွားပြီဟုတ်တယ်မလားအဲ့ဒါကြောင့်မို့လို့မင်းသမီးလေးရေအတောက်ပဆုံးသာနေလိုက်ပါတော့ဘာအကြောင်းမှမတွေးနဲ့တော့နောက်လှည့်ပြီးတော့မကြည့်နဲ့တော့ရှေ့ကိုပဲမျက်နှာမူပြီးတော့ကို့ဘဝမှာတိုးတက်တိုးတက်အောင်သာနေလိုက်တော့လို့